ိမ်မက်ကဘဝင်နဲ့ဝီထီကြားကစိတ်နဲ့မှတ်တယ်ဆိုပြီးပြောတာဘယ်နာလီလာရမလဲပြောပြပါဆိုပြီးမိထားပါရဲ့ဆရာအိမ်မက်နဲ့ပတ်သက်ပြီးမိရနော်အိမ်မက်ကအမြဲတမ်းစမ်းကြဲတယ်အမြဲတမ်းခက်ခဲတယ်နည်းနည်းတယ်ဗျအတေချာသူလေ့လာမှဆိုရင်နော်အဲ့တော့ပထမဆုံးကျွန်တော်တို့သိရမှာလူမှာစိတ်နှမျိုးရှိတာကိုသိဖို့လိုတယ်အဲ့ဒါပါလဲဆိုရင်မသိစိတ်ရယ်သိစိတ်ရယ်ရက်သေးရတဲ့စကားနဲ့ပြောရင်နော်အိတ်စိတ်နဲ့နိုးစိတ်ပေါ့ဗျာနော်မသိစိတ်နဲ့သိစိတ် အဲစာသံပြည်သင်နဲ့ပြောရင်တော့အဲ့လိုမပြောတော့ဘူးဘဝင်စိတ်နဲ့ဝီထိစိတ်ကိုပြောမယ်ဘဝင်စိတ်ကိုအိတ်စိတ်မတိစိတ်ကိုသတ်မှတ်မယ်နော်ဝီထိစိတ်ကိုနိုးစိတ်တိစိတ်ကိုသတ်မှတ်မယ်ဒီအခြေခံလေးရထားရင်ရမယ်နော်ဆက်ပြောလို့ရအဲ့တော့ပထမဆုံးဘဝင်စိတ်ကိုပြောမယ်နော်ဘဝင်စိတ်ဆိုတာဘာလဲလို့ဆိုတော့ဘဝတအင်္ဂဘာဝင်နာဘဝမှာမရှိမဖြစ်ရှိရတဲ့စိတ်ကိုဘဝင်စိတ်လို့ခေါ်တယ်နော်ဒီလောက်ပဲသိကြဘာလို့လဲဆိုတော့ဒုတိယဟာတတ္တဝတူဟာ ဘဝတစ်ခုကိုရောက်လာပြီဆိုရင်ပထမဆုံးစိတ်ဉာဏ်နဲ့သဘောကာတာဆိုပြန်ဖြစ်တာပေါ့ဗျာဒီမှာနာမ်နဲ့ပြောမယ်ပထမဆုံးဖြစ်တဲ့စိတ်ရှိတယ်အဲ့ဒီစိတ်ကိုဘာခေါ်လဲပဋိသင်္ဍေစိတ်လို့ခေါ်တယ်ဒါဝမ်းထဲမှာပေါ့ထားပါတော့ပဋိသင်္ဍေစိတ်ဆိုတာဘာလဲဆိုရင်ပဋိတဖန်တန်တိဆက်ဆက်တာတဖန်ဆက်ဆက်တဲ့ဆိုဘဝဟောင်းဘဝတိကိုဆက်ဆက်ပြီးတဲ့အတွက်သူပဋိသင်္ဍေလို့ခေါ်တယ်ဟိုခေါ်ခြင်းတိုင်းခေါ်တာမဟုတ်အဲ့ဒီပဋိသင်္ဍေစိတ်ကစိတ်တို့မှန်နေမှန်ရင်ဟောလာဥပ္ပဒါတိတိဘင်္ဂဝသေနာ ခဏတည်းဟာဧကစိတ်တခဏနာမဆိုတာဥပရတိပင်ခဏငယ်သုံးချက်ပဲရှိတယ်အဲ့ဒီပရိသန္ဓေစိတ်တွေကဖြစ်ပြီးရင်ဘာဖြစ်လဲချုပ်သွားတယ်ချုပ်သွားတဲ့အခါကျတော့နောက်စိတ်တစ်ခုမဖြစ်ရင်ဒီလူသိပြီပေါ့ဒီသတ္တဝါနောက်စိတ်တစ်ခုကဖြစ်ရမယ်အဲ့ဒီတော့သူကဖြစ်တယ်အနန္တရသတ္တိနဲ့ကြည့်နောက်စိတ်တစ်ခုထပ်ဖြစ်တယ်ထပ်ဖြစ်တဲ့အခါမှာအဲ့ဒီစိတ်ကိုဘယ်လိုနာမည်ပေးမလဲခုနကပရိသန္ဓေစိတ်ကပထမစိတ်ဒုတိယထပ်ဖြစ်တာကိုဒုတိယပရိသန္ဓေစိတ်လို့ပေးရင်မှားတယ် ဘာဖြစ်လို့လဲဆိုတော့ဒုတိယပဋိသန္ဓေစိတ်ကနောက်ဘဝရောက်သွားလိမ့်မယ်။မဟုတ်ဘူးဒီဘဝမှာပဲရှိနေတာ။အဲ့တော့သူကဘာလဲဆိုဒီဘဝအတွက်မရှိမဖြစ်တဲ့စိတ်တခုဝင်လာပြရတယ်။အဲ့ဒါကိုဘောဝဒအင်္ဂဘာဝင်တာဘဝင်စိတ်လို့ခေါ်တယ်။အဲ့ဒါကိုပထမဆုံးဖြစ်တဲ့အတွက်ပထမဘဝင်လို့ခေါ်တယ်။ဒါအမှန်တန်ရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ပဋိသန္ဓေစိတ်စဖြစ်တဲ့အချိန်မှာနော်ဒါပညာလည်းရအောင်ပြောတာပါ။သူကပြစ္ဆဝကာရဘုံမှာယုံ nant တွဲနေတော့ကမ္မဇယုတ်ကတပြိုင်နေဖြစ်လာတယ်။တွဲပြီးဖြစ်လာတယ်။ ါပေမဲ့နှစ်ခုစလုံးအားမကောင်းဘူးတစ်ခုနဲ့တစ်ခုကိုမှီနေရတယ်တပြိုင်နက်ဖြစ်ရဒါကိုပဋ္ဌာန်းရုပ်ဖူးတွင်သိလိမ့်မယ်အောက်ကန်တေကနေနာမရူပံအညမဉ္ဇဏသာသာတာပစ္စေနာပစ္စေအောက်ကန်တေကနေပဋိသန္ဓေခဏ၌နာမရူပံနာနေရုပ်တို့သည်ခုနကပဋိသန္ဓေစိတ်နဲ့ဒီကကမ္မဇရုပ်ကိုပြောတာအညမဉ္ဇဏအချင်းချင်းပြန်လန်သဟဇာတာတပြိုင်နက်အတူတကွာဖြစ်ရတယ်ဆိုတော့တစ်ခုတစ်ခုမှီတာအဲ့ဒီလိုမှီပြီးတော့ထောက်မှီနေတဲ့အချိန်မှာခုနပြောတဲ့ပဋိသန္ဓေစိတ်ကချုပ်တဲ့သွားရောဒီကမ္မဇရုပ်ကလည်းပြတ်တော်မယ် ပြတ်သွားတဲ့အခြေအနေမကောင်းတော့ဘောရတယ်ကွာအဲ့တော့မဖြစ်ရအောင်ပထမဘုံဝင်ကစဖြစ်နောက်တစ်ခုကဖြစ်တယ်ဘုံဝင်စိတ်အဲ့ဒီဘုံဝင်စိတ်ကဟိုပဋိဇာဏ်နေစိတ်ကိုလည်း substitute အစားထိုးတယ်နောက်မှဖြစ်ပြီးတော့ရှေ့မှာဖြစ်နေနေတဲ့ကမ္မစရုပ်ကိုလည်း support လုပ်တယ်ပြောရင်ဥပဋ္ဌာမကထောက်ပံ့ပေးတယ်အဲ့လိုထောက်ပံ့ပေးတာကြောင့်ပထမမှာပစ္ဆာဇာတာဆိုတာပစ္ဆာပစ္ဆာဇာတာနောက်နောက်နဲ့ဖြစ်ကြကုန်သောစိတ်ဓာတ်စေတ္တိကဓမ္မစိတ်စေတ္တိတရားတို့ကဟုတ်လား ဣမတ္တကာယတာရှေ့မှာဖြစ်နေနေတဲ့ဣမတ္တကာယတာဆိုဒီကမ္မဇယုတ်ကိုပြောတာနော်ဒါတော့အဲ့တော့အခုပြောကျင်တာကဘဝင်စိတ်ဆိုတာအဲ့ဒါပရိစ္ဆန်နေစိတ်ပြီးရင်ဖြစ်ပေါ်တဲ့ဘဝင်တောက်လျှောက်ဘဝင်ဘဝင်ဘဝင်နေဖြစ်နေအဲ့နေတဲ့အချိန်မှာလူဟာဘဝင်စိတ်တွေဖြစ်နေဒါပေမဲ့အဲ့ဒီဘဝင်စိတ်ဟာဘယ်ဟိုအာယုံပြုသလဲလို့ပြောရင်စိတ်မှန်တယ်များအာယုံရှိရပြစ္ဆုတ်ပံအာယုံသူမသိအပြုပရိစ္ဆန်နေနေတုန်းကပြုခဲ့တဲ့ အာယုံဘက်သူကပြုတယ်တိတိကျပြောရင်ကံကမိုင်းနမိတ်ဂတိနမိတ်သုံးပါးတပါးပါးကိုပြုအဲ့ဒါဘုံဝင်နောက်ဒုတိယဘုံဝင်တတိယဘုံဝင်အဲ့လိုပစ္ဆာဇာတတ်တွေနဲ့လောက်သွားတာထားလိုက်တော့အဲ့ဒါဘုံဝင်စိတ်ကိုအိတ်စိတ်လို့ပြောမယ်ပစ္စုပန်အာယုံကိုမသိတဲ့အတွက်မသိစိတ်လို့ပြောမယ်ပညာရစကားနဲ့ဆိုရင်ဘောဓအင်္ဂပါဝေနာဖြစ်တဲ့ဘုံဝင်စိတ်လို့ပြောအတူတူပဲနောက်တစ်ချက်ဝီထိစိတ်နောက်စိတ်တစ်ခုဝီထိစိတ်ကိုသိစိတ်နိုးစိတ်လို့ပြောတယ်ဝီထိဆိုတာစိတ်အစဉ်တန်းအဲ့ဒီဝီထိစိတ်က ီပစ္စုပန်အာယုန်တွေပေါ့မျက်စိနားနာလျာကိုကနေပြီးတော့ဟိုဘက်ကရူပယုန်သတ္တယုန်တွေတိုက်ကြပြီတိုက်ကြတဲ့အခါမှာမနောဝိညာဉ်တွေဖြစ်တယ်စကုဝိညာဉ်တွေဖြစ်တယ်အခုပြောနေဆိုနေတဲ့အချိန်မှာပစ္စုပန်အမှာအဲ့ဒါအခုဝီတိတွေဖြစ်နေတာအခုပြောနေတဲ့အချိန်ကဝီတိတွေဖြစ်အဲ့ဒီဝီတိဖြစ်ရင်တစ်ချိန်ဖြစ်ရင်၁၆လုံး၁၆လုံးဖြစ်တယ်ဒီ၁၆လုံးပြီးနောက်၁၆လုံးဂျားထဲမှာဘဝင်နေချားနိုင်တယ်ခုနပြောတဲ့ဂျားထဲမှာဘဝင်နေဘာလို့ဆိုဘဝင်ပြက်ပြီးမှသူကထပ်ဖြစ်ရတာပေါ့နော်အဲ့လိုတွေအစင်သွားတာပေါ့ ဒါဖြစ်ရင်ကျွန်တော်တို့သိပြီဘဝင်စိတ်နဲ့ဝီထိစိတ်နဲ့ခုအိမ်မက်ကဘယ်စိတ်မှမက်တာလဲလို့ပြောရင်ဘဝင်စိတ်မှလည်းမမက်ဘူးတဲ့သူတို့ဒါအိပ်ပျော်နေချိန်မှလည်းအိမ်မက်မမက်ဘူးဝီထိစိတ်မှလည်းမမက်ဘူးဘဝင်ပြက်ပြီးတော့ဝီထိကျပြီးဇောဝါဒဖြစ်နေတဲ့ချိန်မှလည်းမမက်ဘူးတဲ့ကိုယ်ကအဲ့ဒါနားလည်ရခက်သွားဒီနှစ်ခုတုန်းမပြက်အိမ်မက်မမက်ဘူးတဲ့ဘာကြောင့်မမက်တယ်လဲပြောမယ်ဘယ်ချိန်မက်လဲလို့ပြောမယ်ဒါဆိုအဖြေပြီးသွားပြီဒါအခြေခံပြောတာသိရအောင် ဒါကြဘဝင်ပြောလိုက်ဝီထိပြောလိုက်ဆိုနားမလည်ပါကြောက်လို့အဲ့တော့ကြည့်မယ်ဘဝင်စိတ်မှာတဏှာဖြင့်ပြောရင်ဘဝင်ကြနေခြင်းတဏှာဖြင့်ပြောရင်အိပ်ပျော်နေခြင်းမှာအိမ်မက်မမက်ဘူးတဲ့အကယ်၍အိပ်ပျော်နေခြင်းမှာမက်တယ်လို့ဆိုတော့အဘိဓမ္မဝီရောဒောအဘိစတိတဲ့ဒါကြံကံစကားအဘိဓမ္မတည်တနာပြတ်သွားလိမ့်မယ်အဲ့လိုလည်းမပြတ်တန်ရအောင်ဘာကြောင့်အဘိအဘိဓမ္မတည်တနာပြည့်ရလဲလို့ဆိုတော့ဆိုလိုတာကအိပ်ပျော်နေတဲ့အချိန်ဟာဘဝင်စိတ်ကြနေတဲ့အချိန်ဟာတဏှာဖြင့်ပြောရင် တန်ရူပါတန်ရူပါနိမိတအာရမဏံအစရှိတဲ့ရူပါယုံအစရှိတဲ့အာယုံတွေကိုလည်းသူမယူဘူးအိပ်ပျော်နေတဲ့ရှင်ကသူကပဋိစံနေရအာယုံပဲယူတာ ਉਹ နောက်တစ်ခါဘာရှိလဲဆိုရာဂတိသံယုတ်တံပဏ္ဏဟောတိရာဂတိသံယုတ်တံဆိုရာဂအစရှိတဲ့တရားတွေနဲ့လည်းပဲသံယုတ်တံမရှင်ဘူးပေါ့သံယုတ်တံရှင်တဲ့ဟာပေါ့နော်နာဟောတိမရှိဘူးပေါ့ အဲ့တော့အိပ်ပျော်နေတဲ့အချိန်မှာရူပါယုံစရှိတဲ့တတ္တယုံတွေအာယုံတွေကိုမယူတာရဲ့တူတူပြောရရင်ပေါ့နော်ဒါကဒေါသမောဟတွေမဖြစ်တာဖြစ်ရင် तू ကဇောဖြစ်သွားမယ်လေဇောဘာရဖြစ်သွားမယ်အဲ့ဒါတို့နှစ်ခုမရှိတဲ့အတွက်အိမ်မက်ကြတော့ तू ကအဲ့ဒါတွေပါနေတယ်ဟိုမှာလူတယောက်အိမ်မက်ထဲမှာဓာတ်နဲ့လိုက်ခုတ်တာလည်းရှိတယ်ဖျားဖူးရတာလည်းရှိတယ် तू ကဇောဝါရတွေဖြစ်နေတယ်အဲ့ချင်းဖြစ်နေတဲ့ခါကျတော့အိမ်နေတဲ့အချိန်မှာမက်တယ်လို့ဘုံဝင်စိတ်ကြတဲ့အချိန်မက်တယ်ဆိုရင်ဒီအပိဓိမာတည်စင်တာပြတ်သွားလိမ့်မယ်တဲ့အဲ့ဒါကြောင့်မဟုတ်ပါဘူးလို့နံပါတ်1ချက်အိမ်နေတဲ့အချိန်မဟုတ်ဘူး ဒါဖြစ်ရင်ဝီထိကြပြီးတော့နိုးနေတဲ့အချိန်လားလို့ပြောတော့လည်းမဟုတ်ဘူးတဲ့တခါထပ်ဖြစ်ပြန်။ဘာကြောင့်မဟုတ်လဲလို့ဆိုတော့နိုးနေတဲ့အချိန်ဆိုရင်ယဟန်ဆိုရင်သူကဇောဖြစ်နေတယ်လေလောဘဒေါသမောဟပါတခုမို့တခုတော့ရှိနေ။ယဟန်ဆိုရင်သူကအဘတ်သက်မယ်။လူဆိုရင်ဆံရအပြစ်တွေဖြစ်မယ်။ဆိုတော့အိမ်မက်ထဲမှာဗျာလူသက်တယ်။လူသက်တယ်ဆိုရင်ဘာဖြစ်လဲဆိုဒေါသစိတ်ဖြစ်မယ်။ဒေါသနဲ့ပြတ်ထန်းတဲ့အဘတ်သက်မယ်။ဟိုယဟန်အာဘတ်တက်မှာပဲဟိုဘက်မှာလည်းပဲလူကလည်းဆိုက်တဲ့နဲ့အပြစ်ဖြစ်မှာပဲ ဒါပေမဲ့လို့မြတ်စွာဘုရားရှင်ကအဲ့လိုမဟုတ်ဘူးအိမ်မက်မဲ့သောယဟန်ဟာအာဘတ်မရှိလို့မြတ်စွာဘုရားရှင်ဟောတာလေအိမ်မက်ထဲမှာပြောတယ်ရှင်တယ်စားရှိတိပြင်းပေါ့ဗျာအိမ်အောင်ကြခြင်းနဲ့ကြမယ်ပြောဟိုတန်ခါတိစိတ်ခမ်းမှာဆိုဒါကတော့ဟိုအတိတ်ပဲပေါ်အောင်ပြောတာပါအိမ်မက်ရင်းနဲ့တုတ်လို့ရင်အာဘတ်မသိဘူး ဒီတိုင်းကိုပြောကားနဲ့လို့ရင်တန်ခတ်တည်းတည်းနဲ့ဒီလိုအတိအကျတွေပြတာအဲတော့အိမ်မက်နဲ့ပတ်သက်တဲ့ဟာတွေကဒီကအဘတ်မသိဘူးလူကလည်းပဲကြီးစွာတော့အဘာပြစ်မှမရှိဘူးပေါ့ဗျာဒါဖြစ်တဲ့ခါကျတော့တကယ်လို့များအဲ့လိုနိုးနေတဲ့အချိန်မှာဖြစ်တယ်ခုနကပြောတဲ့အဘတ်ကနေလွတ်တယ်အပြစ်ကနေလွတ်တဲ့ဟာနဲ့ဆန်းကျင်မဲ့ဖြစ်ရင်ဒါကဘာလဲဆိုရင်ဝိနည်းရေဓမောအဘိဇ္ဇတိပေါ့ဝိနည်းတည်နာတော့နဲ့ဆန်းကျင်သွားတယ်သူတော့နည်းနည်းတော့နားလည်ရခက်တယ်နော် နိုးနေတဲ့အချိန်လည်းမမက်ဘူးအေးနေတဲ့အချိန်လည်းမမက်ဘူးဒါဖြစ်ရင်အိမ်မက်မက်တာဘယ်အချိန်မှမက်တာလဲဒီစိတ်နှစ်ခုကုန်သွားပြီဆိုဒါကတော့မှတ်စရာရှိလားအဲ့ဒါကပါဠိမှာဘယ်လိုကြီးလဲဆိုတော့ကပိမိတ်္တပရိဒ္ဒလို့ခေါ်တယ်ကပိမိတ်္တပရိဒ္ဒမြန်မာလိုပြောရင်လှင်သောအပြန်ရှိသောအိတ်ချင်းလို့ပြောတယ်လှင်သောအပြန်ရှိသောအိတ်ချင်းဆိုတာနိုးလိုက်နိုးလိုက်အဲ့လဲနိုးလိုက်အဲ့လဲအဲ့လိုဖြစ်နေတဲ့ ကပြောင်းနိကပြောင်းမဖြစ်နေတဲ့အချိန်ပေါ့နော်အလင်းမြန်သောဟာအဲ့ဒါကိုစာပေမှာထင်ရှားအောင်ပြောရင်မြောက်တို့ရဲ့အိတ်ချင်းမြောက်ဝခဏညင်တဲ့ကောင်ပေါ့သူကအိတ်တယ်ဆိုတာကိုသိမရှိဘူးတွိုင်းလိုင်းနဲ့သူကအဲ့လိုမျိုးမြောက်တို့ရဲ့အိတ်ချင်းမြောက်မြီးဆိုတာရှိတယ်ကပြားတွေမှာရှိတယ်မြောက်မြီးပေါ့ငိုက်တယ်မြီးရယ်ပေါ့နော်အဲ့လိုမှိန်နေပေါ့အဲ့လိုသဘောပေါ့အိတ်လည်းမပြောနိုးလည်းမနိုးအဲ့ဒီအချိန်နေဘဝင်တဲ့ဝီထိကြကပြောင်းနိကပြောင်းပြန်ဖြစ်နေတဲ့အချိန်လေးမှာအိမ်ရက်ကိုမက်တယ်လို့ဆိုတယ်ဒါက အချင်းပြောပြတာနော်သူကဘယ်စားပြီးမှဂျာကိုလေ့လာမလဲဘယ်ဟာကိုကြည့်ရမလဲပြောတော့လေ့လာနိုင်တဲ့စွမ်းအားရှိရင်လေ့လာပါညွှန်ပေးလိုက်မယ်ဟိုဝိပင်အထာကရာကိုလေ့လာနိုင်တယ်အင်္ဂုတ်တို့အင်္ဂုတ်တရနိကေပင်စကနိပတ်အဲ့မှာလေ့လာနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဟိုတန်ခတ်တိစအဘက်ကိုဖွင့်တဲ့ပါရာဇိကံအထာကရာမှာလေ့လာနိုင်တယ်နောက်မိလိန်နာပညာမှာလေ့လာနိုင်တယ်နောက် သင်္ကဟတိကာမှာလေ့လာနိုင်တယ်မိမိတို့စွန့်ရင်တော့အဲ့ဒီမှာအကျယ်ကိုလေ့လာပါဒီမှာတော့အမေးဖြေကဏ္ဍတော့အချင်းနဲ့တရုပ်ပေါ်အောင်ပဲကျွန်တော်ပြောလို့ရပါတယ်လို့နော်ဒါလေးကြည်ချင်ညီကုန်းချုပ်ပါ